အားလုံးပဲမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြိတက်တဲ့အောင်မင်္ဂလာပါ Manchester United ရဲ့တိုက်စင်မှုဒါ Brian Ampuemo ကအခု Telegraph ကရွေးချယ်တဲ့အခုဒီနေ့ရသည် Sofa ပေါ့လေဒီနေ့ရသည် Sofa ရဲ့ဒါအကောင်းဆုံးဒါဘယ်လိုပြောမလဲ Signing အဖြစ်ရွေးချယ်ထားတယ် Telegraph ကနေရွေးချယ်ထားတဲ့အထက်မှာဒါ Brian Ampuemo ကို ဒီရာသီခေါ်ထားတဲ့ signing ကစားမတွေတဲကအကောင်းဆုံးခေါ်ယူထားတဲ့ခေါ်ယူမှုအဖြစ် Telegraph ကရွေးချယ်ထားတယ်။အမ်ပွဲမိုးက Man United ကိုရောက်တဲ့အချိန် Premier League မှာ၉ပွဲကစားပြီးတော့ League ကိုသွင်းထားတယ်။ဒါပြိုင်ပွဲဆုံးဒါတကူအပါဝင် Total 10ပွဲမှာ၅ဂိုးသွင်းထားတယ်။ So Carabao Cup မှာတကူသွင်းပြီးတော့ Total ငါကိုတွေ့နေဟုတ်တယ်သူပနတီလွဲချော်ခဲ့တာမှန်တယ် Green Street Town နဲ့ပွဲမှာဒါပေမဲ့အပွေမိုးက Manchester United ရဲ့ season မှာတော်တော်လေးအားကိုးရတယ်သူ career တလျှောက်လုံးမှာ twin goal 20တခါမှမတွေ့ဘူးဒါပေမဲ့ပြီးခဲ့တဲ့နှစ်ကစတွေ့နေ Premier League ကိုစရောက်တဲ့ Brentford နဲ့ပထမရာသီ Premier League မှာ၄ကိုပြိုင်ပွဲဆုံးမှာ၈ကိုဒုတိယရာသီ Premier League မှာ၉ကိုပြိုင်ပွဲဆုံးမှာ၉ကိုဒီပြီးခဲ့တဲ့ရာသီမှာဒီ ီပြီးခဲ့တဲ့တနှစ်ကျော်ရာသီကပရီးမီးယားလီးဂ်မှာကိုကိုပြိုင်ပွဲဆိုမှာကိုကိုနဲ့ပြီးခဲ့တဲ့နှစ်ကတော့သူ့ဘွားရဲ့အကောင့်ဆိုဖြစ်ပရီးမီးယားလီးဂ်မှာ twin goal 20ပြိုင်ပွဲဆိုမှာ20ဆိုတော့သူကဒီပနစ်ကစပြီးတော့သူ့ရဲ့ confidence ကတက်သွားတာအသက်23မှာ twin goal 20ရတယ်အခု24ရောက်လာပြီဆိုတော့ဒါအခုဒီ Brian 20အခု sorry 26ပေါ့လေ Brian Amwemo က Manchester United ရဲ့ဒါဘယ်လိုပြောမလဲတလတာအကောင်းဆုံး nominee ထဲမှာလည်းပါတယ်ဆိုတော့ကျွန်တော်အခုလောလောဆယ်အနေထားပေါ့လေလက်ရှိမှာအကောင်းဆုံးကစားသမားတွေကိုကြည့်လို့ရှိရင် Liverpool ရဲ့ကစားသမားတွေကတော့လက်ရှိ signing ထဲမှာတော်တော်လေး struggle ဖြစ်နေတဲ့အချိန်မှာ Arsenal ကလည်း Jokeris ကလည်းအဲ့လိုချေဆုံးမပြနိုင်ဘူးဂိုးတော့ရတယ်ငါးဂိုးတော့ရတယ်ဒါပေမဲ့ तू ကဟိုပိတ်တ်ဟာနေဟင်ရဲ့ performance မျိုးမပြနိုင်ဘူး Superman တီကတော့မဆိုးဘူးလို့ပြောလို့ရတယ်အဲဒီနေရာမှာတစ်ဖက်က ီ Tottenham Hotspur ရဲ့ကစားမအသစ်ထဲမှာ Javi Simon အပါအဝင်တခြားကစားမတွေနောက်တစ်ဖက်က maybe Jack Grealish လဲ one of the signings ထဲမှာတော်တော်လေးကောင်းတယ်လို့ပြောပြတယ် Manchester City ကအခု Ryan Chucky တို့တခြားကစားမအသစ်တွေမှာလဲကျွန်တော်ဆိုတော့ အမှန်တမ်းပြောရင်တော့ဟုတ်တယ်လက်ရှိခေါ်ထားတဲ့ထဲမှာဒီအံပွေးမိုးကတော်တော်လေး bright ဖြစ်နေတယ်လို့ပြောလို့ရပါတယ်ဒီနွေရာသီမှာ satellite show ကစားမရှိတဲ့ granite jacket ဆိုတော်တော်လေး one of the best signing of summer လို့ပြောလို့ရတယ်သူလည်းရောက်ရောက်ချင်းမှာ captain ပေးပြီးတော့ satellite ကတော်တော်လေးကောင်းတာအခု bright အံပွေးမိုးကို telegraph ကရွေးချယ်တဲ့ဒါဒီ sofa ပေါ့လေ telegraph ကလည်းရွေးချယ်တဲ့2025 26နွေရာသီစီး မာဆမ်မာတွေမှာခေါ်ယူထားတဲ့အကောင်းဆုံးသမားတွေတက်ဆိုဖာတွေမှာသူ့ကိုတော့အကောင်းဆုံးအဖြစ်ရွေးချယ်ထားတယ်။မန်ယူနိုက်တက်ရဲ့တလတာအကောင်းဆုံးစုမှာလည်းအခုအန်ပွဲမိုးလည်းပါတယ်။အဲ့ဒီမှာဂိုးသမားဆန်ဒီလမ်မန့်ပါတယ်။မတိုင်းစတီလပါတယ်။ဒါမတိယစ်ခုညာပါတယ်အပွေးမပါတယ်ကျွန်တော်တင်တော့အပွေးမူကြီးပဲရမယ်ထင်တာပဲအပွေးမူကဘယ်လိုပြောမလဲဆိုတော့ထိုက်တန်တယ်ဒီလိကလည်းအန်ဆောင်ဟီးရိုးဗျာ နောက်တန်းအနေကစားပြီးတော့ Manchester United ရဲ့ပွဲတိုင်းမှာအရေးပါတယ်သူဖြစ်တယ် Matthias Delict ကျွန်တော် IS မှာပြသတဲ့ခြေစွမ်း Juventus မှာပြသတဲ့ခြေစွမ်းတော်တော်လေးကောင်းတယ် Bayern မှာသူနည်းနည်းပြန်ကျသွားတဲ့အချိန်မှာ Matthias Delict ကလည်းထိုက်တန်တယ်ဂိုးသမား Sandy Lammers လည်းကောင်းတယ်ဒါပေမဲ့ဂိုးသမားတယောက်နေနဲ့ Manchester United point လို့ပြောချင်သူအများကြီး outstanding ဖမ်းရတာကြီးရိုင်းလို့မရှိဘူးအဝေးကလှမ်းကန်တာကြီးပြအောက်မှာ1 by 1ထပ်ပင်းလို့1 by 1ကန်တဲ့အလုံးတွေမှာကျွန်တော် သူ့ကိုတိတ်မတွေ့ရသေးဘူးဒါပေမဲ့ဒီကြတော့သူလည်းတော်တော်လေးတော့ကောင်းတဲ့ကိုကီပါတယောက်ပဲထွက်ဖမ်းတဲ့အလုံးနေဘောကလီယာလောက်တဲ့ပိုင်းနေဘော distribution တွေတော်တော်လေးအားကောင်းတယ်ခုညာကတော့ကျွန်တော်တော်တော်လေးသဘောကျကျွန်တော်ပါစင်နေရခုညာကိုကြိုက်တယ်ဘလို့ကြိုက်ထားတယ်ဟူးထားတယ်ဆွဲထွက်သွားတယ်သူ့ချောက်လည်းရအောင်ဘလို့တော်တော်မပြတ်ဘူးတော့ခုညာသဘောကျတယ်ခု United ရဲ့အကောင်းဆုံးကစားမပေါ့လေဒီနေ့ရဲ့ဒီလရဲ့အကောင်းဆုံးအောက်တိုဘာရဲ့အကောင်းဆုံးနိုမီနေထဲမှာ Matthias Kunya ရဲ့ Sunny Lemons ရဲ့ now Brian Ambuemo နဲ့ Matthias Tillet ၄ယောက်ကတော့ United ရဲ့ nominate မှာပါပြီးတော့ Telegraph ကတော့ Ambuemo ကိုဒီ Premier League lead တစ်ခုလုံးရဲ့ sofa ပေါ့လေ sofa ပေါ့ဆိုတော့အခုလောလောဆယ်အချိန်ထိတော့အကောင်းဆုံး sign နဲ့ဖြစ်သတ်မှတ်ထားတယ်ဘလို့မြင်ကြလဲ Man United ပြည်သက်တည်းရောအခြားပြည်သက်တည်းတခြားဘသူအကောင်းဆုံးနေဖြစ်ကြမယ် Chelsea ကရောဘသူတွေရှိမလဲ Liverpool ကရောဘသူရှိမလဲ Arsenal ကရောဘသူရှိမလဲဒါ Tottenham Hotspur Man City အပါဝင်အခြား club တွေကဘသူရှိမလဲကိုမမဝေအောင်မှတ်ချက်ပေးကြပါအားလုံးကျေးဇူးပါတယ်